င်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့အနေနဲ့မြမပကြီးလောကမှာထင်ရှားတဲ့ပကြီးဆရာကြီးတူဖြစ်တဲ့ဆရာဦးတင်ရွှေချိုရဲ့အမှုပညာလက်ရာတွေအကြောင်းကိုလေ့လာခန်းစားကြည့်ကြမှာဖြစ်ပါတယ်ဆရာဦးတင်ရွှေချိုဟာအထူးသဖြင့်ကြီးစည်းပကြီးကားတွေနဲ့သူ့ရဲ့ထူးခြားတဲ့ရေးချက်တွေအယောင်အသုံးလုံးတွေနဲ့ခန်းစားမှုပြင်းပြတဲ့ပုံဖော်မှုတွေကိုကျွန်တော်တို့မြင်တွေ့ခန်းစားကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ ရှက်တင်ရွှေချိုရဲ့ပကြီကားတွေထဲမှာကျွန်တော်စူးစီးရရှိထားတယ်။ subject တွေကတော့မြန်မာပြည်သူပြည်သားတွေရဲ့နေစဉ်လူနေမှုဘဝမြင်ကွင်းတွေ၊ဒိုင်းရင်သားရိုးရာညှဉ်းချင်းမှုနဲ့ဒိုင်းရင်သားပုံတွေ၊သမိုင်းဝင်ဇလန်းစက်ကွက်တွေနဲ့မြန်မာအကအလှတွေကိုပဲကျွန်တော်စူးစီးရရှိထားတာမို့အဲ့ဒီပကြီကားတွေကိုပဲခန်းစားကြည့်ကြရအောင်ပါခင်ဗျာ။ ရာကြီးရဲ့ဈေးပကြီးကားတွေမှာဆိုရင်ဈေးသူဈေးသားတွေရဲ့လှူရှာတက်ဝင်မှု ရောင်းဝယ်ဖောက်ကားနေတဲ့ကုန်ပစ္စည်းတွေရဲ့ရောင်းသွေးဆောင်လည်မှုတွေကို အနီးကပ်မြင်တွေ့ရသလိုပါပဲတိုင်းရင်းသားလူမျိုးစုတွေရဲ့ရိုးရာဝတ်စားဆင်မှုသူတို့ရဲ့ဒလိထုံးနှံတွေကိုဂုံယူပွဲရာတရုတ်ဖော်ထားတာကလည်း ရှာရဲ့အာသာချက်တစ်ခုပါပဲအထူးသဖြင့်သူတို့ရဲ့မျက်နှာမူယာကနေတဆင့်အတွင်းစိတ်ခံစားမှုတွေကိုပါပေါ်လွင်အောင်ရည်ဆွဲထားတာတွေ့ရပါတယ်မြမယူယာအကတွေရဲ့ကြော်ပြောင်းလွှမ်းနှောင်းမှုယူကြွားတဲ့ဟန်ပန်တွေကိုရှာရဲ့စုပ်ချက်တွေကနေတဆင့်အသက်ဝင်နေသလိုခံစားမိစေတာမျိုးပါကပြဖြော်ပြနေလေမင်းသားမင်းသမီးရဲ့ဝိဆုံတစားစင်မှုကအစအသေးစိတ်ကြာကြာနာနာဂယုတစိုက်ရေးဖွဲ့ထားတာက ကြည့်ရှုသူကိုနှစ်ချိုက်မိစေပါလေ။သမိုင်းဝင်တိုက်ပွဲတွေအဖြစ်ပျက်တွေကိုရေးဆွဲထားတဲ့အခါမှာလဲအဲ့ဒီခေတ်ရဲ့အငွေသက်တွေတိုက်ပွဲရဲ့ပြင်းထန်မှုတွေကိုပါထီထီမိမိပုံဖော်နိုင်စွမ်းရှိတယ်လို့ခန်းစားမိပါတယ်ခင်ဗျာဆက်လက်ပြီးကြံရှိနေသေးတဲ့ဆရာကြီးရဲ့လက်ရာတွေကိုကြည့်ရှုခန်းစားလိုက်ကြရအောင်မလားခင်ဗျာ ရှောင်းဥတင်ရွှေချူရဲ့ပကြီကားတွေကိုကြိလိုက်တာနဲ့ထင်ရှားပေါ်လွင်တဲ့အချက်ကတော့သူ့ရဲ့အကောင်ပြီးတက်ဝင်လှုပ်ရှားနေတဲ့စုပ်ချက်တွေပါပဲ။ရှာက investor လို့ခေါ်တဲ့စီစည်းကိုထူးထူးပိမ့်ပိမ့်တင်ပြီးရေးဆွဲတဲ့နေကိုကြွန့်ကျင်စွာအသုံးပြုပြီးရေးဆွဲနေရှိပါလေ။ဒီလိုရေးဆွဲခြင်းအပြင်ပကြီကားဟာပြချက်မနေတော့ပဲ။အထူးအပါအနိုင်မြင့်တွေရှိလာပြီးအဲ့ဒီပကြီကားဟာ ြတ်ချက်နေတော့ပဲရုပ်ပိုင်းဆိုင်ရာအ net တစ်ခုကို ဖြစ်ပေါ်လာစေပါတယ်။ဆလူကအဲ့ဒီထူထဲတဲ့စေသားတွေကြောင့်အလင်းရောင်ချရောက်တဲ့အခါတကယ့်အနှိမ့်မြင့်တွေလိုပဲအရိပ်တွေအလင်းတွေဖြစ်ပေါ်လာစေပါလေ။ဒါကပကြီကားကိုပူပြီးသက်ဝင်လှုပ်ရှားစေသလိုပူပြီးအစ်စ်နဲ့တူသလိုခံစားရစေပါလေ။ဆုတ်ချက်တိုင်းမှာ စိတ်ခံစားမှုနဲ့စွမ်းအင်တွေအပြည့်အဝပါဝင်နေတာကိုတွေ့ရမှာပါ။ရှားရဲ့အယောင်သုံးပြုပုံကလည်းအလွန်ရရင်ပြီးဆွဲဆောင်မှုရှိလာပါလေ။တောက်ပါတဲ့အယောင်တွေအနုအရင်စန့်ကျင်မဲ့အယောင်တွေကိုကျွမ်းကျင်စွာပေါင်းဆက်အသုံးပြုပြီးပကြီကားတစ်ခုလုံးကိုအသက်ဝင်စေပါလေ။အလင်းမောင်ကိုလည်းခီတိမိမိအသုံးပြုပြီး subject ရဲ့ပုံစံနဲ့ခံစားမှုကိုပုံမပေါ်လွင်စေပါလေ။ ပကြီကတစ်ချက်လုံးရဲ့ဖွဲ့စည်းပုံမှာလဲဆက်ချက်တွေကိုနေရာချထားဖို့အတ ିକ အရာနဲ့နောက်ခံကိုဟန်ချက်ညီအောင်စီစဉ်ပုံတွေကလည်းအမှုပညာမြောက်လွန်လာပါတယ်ကြီးစုသူရဲ့အာယုံကိုအတ ିକ ဆက်ချက်တွေစီကိုဥတီသွားဖို့အတွက်ဆွဲဆောင်နိုင်တဲ့ဖွဲ့စည်းမှုပုံစံတွေကိုလည်းအသုံးပြုလာကိုညင်တွေးမိပါလေဆရာရဲ့အမှုပညာယူဆကားတော့မြင်တွေ့ရတဲ့အရာကိုတမန်တိုင်းကူးယူရေးဆွဲတာလေအဲ့ဒီအရာရဲ့ အတွင်းအနှစ်သာရစိတ်ခံစားမှုနဲ့လှုပ်ရှားမှုကိုပါဖော်ထုတ်ပြသလိုစိတ်ပြင်းထန်တာကိုရင်တွေ့ခံစားမိပါလေ။ပကြီကားတွေဟာမြမယဉ်ကျေးမှုနဲ့လူနေမှုသဘာဝကိုမှတ်တမ်းတင်ရုံသာမကအဲ့ဒီအရာတွေပုံမှာထားရှိတဲ့သူ့ရဲ့ချစ်မြတ်နိုးမှုနဲ့လေးစားမှုကိုပါထင်ရှားစေတယ်လို့ယုံကြည်မိပါလေ။ဒါကတော့ရှက်ဦးတင်ရွှေချူရေးသားထားတဲ့ပကြီကားတွေပုံမှာကျွန်တော်ရဲ့ထင်မြင်ယူဆချက်ပါခင်ဗျာ။ ရရဲ့အားကောင်းလာတဲ့စုချက်တွေနဲ့ထူထဲတဲ့စီစေးသားတွေရဲ့တောက်ပါတဲ့အကြောင်းတွေကြောင့်ပကြီကားတွေကိုဆွဲခေါ်တွားသလိုခံစားမိစေတာမျိုးပါ။ subject တွေအနည်းငယ်ကလည်းကိုယ့်ရဲ့ရိုးရာရင်ကျေးမှုနေရှင်ဘဝမြင်ကွင်းတွေကိုဒီလိုအမှုပညာမြောက်စွာပုံဖော်ထားတာကိုတွေ့ရတဲ့အခါယင်းထဲမှာနှိတ်ထွေးမှုဂုဏ်ယူမှုတွေကိုခံစားရရှိစေတာမျိုးပါ။ဒီလို ပကြီကားတွေကိုမြင်တွေ့ရခြင်းအပြင်အမှုပညာရဲ့ဆွမ်ကားပကြီစရာတယောက်ရဲ့စိတ်ကူးစိတ်ဓာတ်နဲ့ပုံဖော်နိုင်စွာဘလောက်ကြီးမားတယ်ဆိုတာကိုတအံ့တော်ကြီးသိမြင်လာနိုင်ပါလေ။ဆရာဦးတင်ရွှေကျိုးရဲ့ပကြီကားတွေကိုကြည့်ရှုခံစားသူတိုင်းဟာမတူညီတဲ့ခံစားမှုအတွေ့အကြုံတွေကိုပေးစွမ်းနိုင်တဲ့အဖိုးတန်ပကြီလက်ရာတွေဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ပြရင်းစီစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ။ နောက်တစ်ပတ်တွင်မှာလေတခြားသောမြန်မာပကြီးရှာတွေရဲ့ပကြီးလက်ရာတွေကိုခံစားကြည့်ကြပါဦးမယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ